အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒုံဝင်ရေးသားတယ်မာလာလို့အမည်ရတဲ့ဝိထုကိုအပိုင်း၁၉အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဆရာတော်ဥက္ကဋ္ဌိဒီတင်ကန်းကိုယုံလျက်မြင့်လွာချကရတောင်ကိုကင်ပြီးဘယင်မရဲ့အဆောင်တော်သို့ဝင်လာရဘယင်မကခရီးဥကြိုပြူပြီးတလွန်တော်ပေါ်သို့ပင့်လိုက်ပေသည်ထို့နောက်စာနာဒီဝေပင်မသည်ဆရာတော်ဥက္ကဋ္ဌိအားယိုသေးစွာဝေပြူလိုက်ပြီး ဘုန်နာနာမှာမူဘယင်မနဲ့မနီမဝဲတွင်မတ်တက်ရက်ပြီးဆရာတော်အားအကဲခိုက်၍နေပေသည်ဘယင်မကြီးကြံခန့်သာတို့မာတော်မူပါသာဆရာတော်ဥက္ကဋ္ဌကနှုတ်ခွန်းဆက်လိုက်သည်မှန်လားပါယတနာသုံးပါမိဘဆရာသမားဂုံကျေးစုကြောင့်ကျမ်းမာမကတိရှမ်းသာသွားရှိကြမှာသာနာတဝေဘယင်မကပြန်လဲလျှောက်တင်လိုက်သည်အင်းတာရုတာရုတာရုဘုံတော်ကိုတနေ့တခြားတိုးတက်ပါသည် ဆရာတော်ဥက္ကဋ္ဌသည် မျက်လွာချပြီးစူပေးနေပေသည်ဆရာတော်ဖုရားဘာကိစ္စကြွတော်မူလာပါလဲဖုရားဘုရင်မကဆရာတော်၏အကဲကိုခိုင်းရင်းမေးခွန်းထုတ်လိုက်သည်ဆရာတော်ကြွလာရတဲ့အကြောင်းရင်းကတော့တခြားမဟုတ်ပါဘူးဆရာတော်မြို့တကာရွာတကာလှည့်လည်ပြီးတရားဓမ္မဟောကြားဆုံးမတော်မူနေတဲ့အချိန်မှာစေတုဒ္ဒရာနိုင်ငံတော်နဲ့ဘုရင်မကြီးရဲ့အပေါ်မှာတစ္ဆာဖောက်တဲ့မျိုးသားကြီးနှစ်ဦးနဲ့အပေါင်းပါတွေကိုထောင်သွင်းအကျဉ်းချထားတယ်ဆိုတဲ့သတင်းကြားတော့စုံစမ်းရအောင်ကြွလာခဲ့တာပဲ။ နိုင်ငံတော်ကိုပုံကန်ရှားနာဖို့ကြံစီနေသူတွေဖြစ်တဲ့အတွက်ထောင်သွင်းအကျဉ်းချထားခြင်းဖြစ်ကြောင်းပါဗျာ။အင်းတဲဆိုးတဲ့လူတွေပါလား။နိုင်ငံတော်ပေါ်မှာတစ္ဆာဖောက်တဲ့လူတွေဆိုတော့ဘယင်မအနေနဲ့ချမ်းသာမပေးနိုင်ဘူးဆိုတာဆရာတော်နားလည်ပါတယ်။ဒါပေမဲ့မေတ္တာတရားရှိထားပြီးဒီလူဒီလူတွေအပေါ်မှာတညာနိုင်တဲ့လောက်တညာဖို့ဆရာတော်ကမေတ္တာရက်ခံကျင်တာပဲ။သူတို့အပေါ်မှာပြစ်မှုထင်ရှားရင်တော့တပည့်တော်မှလည်းချမ်းသာပေးနိုင်မှာမဟုတ်ကြောင်းပါ။ တပည့်တော်မှမှာတိုင်းပြည်ရဲ့တာဝန်ကိုထမ်းရွက်နေရသူဖြစ်တဲ့အတွက်ကြောသားရင်ကြားမခွဲခြားပဲတရားသဖြင့်စီရင်ချက်ချရပါမည်ဖေဟာဘယင်မကပြန်လဲလျှောက်တင်လိုက်ပြီအင်းလေဒါကတော့ဘယင်မရဲ့တာဝန်ကိုတရားပေကိုဆရာတော်ကဘာမှမပြောလိုပါဘူးဒါပေမဲ့ဒီလူတွေအပေါ်မှာတေးတံမပေးဖို့တော့ဆရာတော်မေတ္တာရက်ခံပါရစေဒီလူတွေရဲ့အတက်ကိုဆရာတော်ကိုလှူပါလား ဆရာတော်ဥက္ကဋ္ဌကမျိုးသားချင်းနှစ်ဦးနှင့်အပေါင်းပါများ၏အသက်ကို အလှူခံ၍နေပေရာဘယင်မသည်မြည်တို့အဖြေပေးရမည်ကိုမသိဘဲတွေ့ဝဲ၍နေပေသည်ဘယ်နဲ့လဲဘယင်မကြီးဆရာတော်ကိုလှူမယ်မဟုတ်လားဒါကိုတော့ချမ်းသာပေးပါဗျာတချို့မှန်လျင်တေတံကလွယ်ပြီးအခြားပြည့်တံပေးုံပေးရထုံးတယ်မရှိကြောင်းပါဗျာစန္ဒာရီဝေဘယင်မကပြန်လဲ၆တင်လိုက်ပြီး ဆရာတော်အလူခန္ဓာကိုလက်မခံနိုင်ဘူးဆိုရင်လည်းရှိပါသေးတော့ဒါပေမဲ့သူတို့ရဲ့အမှုကိုစီရင်ချက်မချမီသူတို့တွေနောင်တတရားရပြီးအသေးဖြောင်းအောင်ဆရာတော်ကိုတော်တိုင်အကျဉ်းထောင်ထဲကြွပြီးဒီလူတွေကိုတရားရည်အမြိုက်ဆွေးတိုက်ကြွေးခြင်းနဲ့ဒါကိုတော့ခွင့်ပြုနိုင်ကောင်းပါရဲ့ဆရာတော်ဥက္ကဋ္ဌကတပတ်ချော့ပြီးခွင့်တောင်းလိုက်လေသည်ဒါကတော့ဗန်နီးနဲ့မှခွင့်မခွင့်မပြုနိုင်ကြောင်းပါအကျဉ်းထောင်တွင်ဝင်ပြီးတရားဓမ္မဟောကြားနိုင်ဖို့မူ ဖုံးတော်ကြီးများရှိပြီဖြစ်ပါတယ်။ဒီအတွက်အစီအစဉ်ပေးဖို့လည်းအသင့်ရှိပါတယ်။ဆရာတော်ဘုရားကိုတော့ဘယ်နည်းနဲ့မှအကျဉ်းထောင်နဲ့ဝင်ခွင့်မပြုနိုင်ပါ။ဘုဏ္ဏနာသည်ဘယင်မနဲ့ဆရာတော်ဥပိဋ္ဌိတို့အရှိတင်ပြောဆိုနေကြသည့်ဇကားများကိုတခုံးမကြံအာယုံဆိုင်ပြီးနားထောင်နေရမှရုတ်တရက်ဝင်ပြောလိုက်ရာဆရာတော်ဥက္ကဋ္ဌသည်မျက်လွာချထားရာမှဘုဏ္ဏနာအားတစ်ချက်လှမ်းကြည့်လိုက်သည်ဘုရင်မကြီးဤပုဂ္ဂိုလ်သည်မြည်သူဖြစ်ပါတည်းနီး ဤပုဂ္ဂိုလ်အားနန်းတော်အတွင်း၌ယခင်ကဆရာတော်တစ်ခါမှမတွေ့ဘူးပါလားဆရာတော်ဥက္ကဋ္ဌကဘယင်မအားမေကွန်းထုတ်လိုက်သည်ဘယင်မကပြန်လဲလျှောက်ထားမိပြုစဉ်တတ်တော်ရှင်အမတ်ကြီးဥပန်းဝါသည်ဘယင်မရဲ့အဆောင်တော်သို့ရေးကြီးတုပ်ပြဝင်လာပြီးဘယင်မရှိတော်မောက်တွင်ခါးစား၍နေပေသည်မှန်လားပါဘုန်းတော်ကြောင့်သူတနုဘယင်ထံမှတဏ္ဍမကြီးလေးဦးရောက်ရှိလာကြောင်းပါဘယင်မထံအခါစားဝင်လို့ကြောင်းလျှောက်တင်လိုပါသည်ဖြင့်အမိန်တော်ချမှတ်တော်မူမည်အကြောင်းရိုသေးစွာ ၆ထားအစီအခံဝင်ပါသည်တတော်ချေအမကြီးကဘယင်မအာတုံတုံရင်ရင်နဲ့ရှောက်တင်လိုက်သည်ကောင်းပြီဘယင်မကိုတော်တိုင်းတိဟာသနပလင်ထက်ဝဲစံမြန်းတော်မူရင် သူရနုရဲ့တန်တာပံများအာအဖူးမြော်ခံတော်မူမယ်မူမတ်မူကြီးမတ်ရာတင်နာပရိဆုံလင်းစွာအခါသားဝင်ကြသည်ညီလာခံဆုံလင်းတဲ့အခါဘယင်မထံလာရောက်တန်တော်ဦးတင်စီ ာနာရီဝေဘီယမကအမိန်ပေးလိုက်ရာတတ်တော်ကြီးအမတ်ကြီးဥပန်းဝါသည်အဆောင်တော်မှထွက်ခွာသွားပြီလေရင်မူကြီးမတ်ရာတင်နာပရိမြာအားဆင့်ခေါ်ပြီးသူရနုထံမှတဏ္ဍမန်လေးဦးကိုပါတိဟာဒနပလင်အဆောင်တော်ပေါ်သို့ခေါ်ဆောင်ပြီးရာနေရာထိုင်ခင်းများချထားပေးလိုက်လေသည်ဆရာတော်ဥက္ကဋ္ဌမှလည်းအလိုက်သည့်သွားဖြင့်ဘယင်မအဆောင်တော်မှ ကြွာသွားပြီရာဘူနာနာနှင့်မေတ္တစာသာကြံ့ရင့်ခဲ့ပေသည်ကဲမောင်ယူပါ အခုချိန်ကစပြီးမောင်ယူပါဟာဘယင်မရဲ့ဒုတိယတက်တော်ကြီးအမတ်ကြီးအဖြစ်ကိုရောက်ရှိပြီဖြစ်တဲ့အတွက်ဘယင်မထွက်တော်မူအလာကိုတီဟာတနပလင်ခမ်းမဆောင်ကနေပြီးစီးကြိုခါးသားဖို့အသင့်ပြေးပြီတော့စာနာရီဝေဘယင်မသည်ဘူနာနာအာအမိန်ပေးလိုက်တဲ့ဖြင့်ဘူနာနာသည်ဘယင်မရဲ့အဆောင်တော်မှထွက်ခွာလာခဲ့ပြီးတီဟာတနပလင် ခမ်းမဆောင်သို့ရောက်ရှိလာရာတက်တော်ကြီးအမတ်ကြီးဥပန်းဝါနှင့်အတူပလင်ဤဝဲရတွင်ခါးစား၍နေပေသည် ။များမကြမီဆန္ဒတွေဝေပြင်မှသည်မင်းမြောက်တန်းစား၅ပါးနှင့်တကားဆင်းမြန်းလျက်တန်လျက်တော်ကို လက်ကဆွဲကကြွတော်မူလာပေရာ။မူးမတ်ပရိသတ်အပေါင်းတို့ကယာသပလင်ကိုဥခိုက်ပြီးရိုသေစွာခါသားနေကြပေသည်။သူတို့တို့ဘယင်မင်းမြတ်နဲ့တဏ္ဍမန်ကြီးများအခါသားရောက်ကြည့်လာကြပြီလား။သနာရဝေပင်မကကြည်လင်ပြသားသည့်အတန်ဖြင့်မိန်တော်မူလိုက်သည်။မှန်လားပါဘုန်းတော်ကြောင့်ခါသားရောက်ရှိလာကြောင်းပါဖေ တတ်တော့ချင်မကြီးက6တင်လိုက်သည်6တင်တရားရှိတာ6တင်စီမှန်လားပါဘုံတော်ကြောင့်ဘုံတော်အလွန်တရားကြီးမြတ်တော်မူလာတော်သူတနုဘုရင်ထာမစေတုဒ္ဓါနိုင်ငံတော်သာနာတိဝေဘုရင်မထံတဝင်လာပါတော်မူလိုက်ကြောင်း6ထားအစဉ်ကံဝင်ကြောင်းပါသူတနုဘုရင်ဤတဏမန်ကောင်းဆောင်က6တင်လိုက်ပြီသူတနုဘုရင်ထာမတဝင်လာကိုဖတ်ကြားစီ စာနာရီဝေဘီယမကအမိတ်တော်ချမှတ်လိုက်ရာ သူတို့ဘီယင်ဤတန်တမန်ဒီရွှေကြီးတောက်ထဲမှစာတဝန်လာကိုဆွဲထုတ်လိုက်ပြီးအောင်မြင်သောအတန်ဖြင့်တနန်းတော်တော်လုံးကြားအောင်အောက်ပါအတိုင်းဖတ်ကြားလိုက်ပြီးဘုံတော်အလုံးတရားကြီးမြတ်တော်မူလာသောရေမြင့်တနင်းလက်နက်ဆက်ကြခြင်းစင်ဖြူရတနာခြင်းရွှေတွင်ငွေတွင်ပရင်ဒုတ်တာယရနာခုနှစ်ပါးကိုစိုးမိုးပိုင်တာတော်မူသောတောတုနုနိုင်ငံတော် တူဝနနိုင်ငံတော်သူတနုဘုရင်မင်းမြတ်စာတဝန်နာပါလိုက်သည်ဆေရုဒ္ဓရာနိုင်ငံတော်စာနာတွေစာနာတဝေဘုရင်မအတိစေအပ်ဒီမှာကျွန်ုပ်သူတနုဘုရင်သည်စာနာတဝေဘုရင်မအားရှစ်ခင်မြတ်နိုးတော်မူသဖြင့်စာနာတဝေဘုရင်မနှင့်ရွှေလက်တော်ဆက်ပြီးနှစ်ပြည့်တပြည့်ရွှေလန်းငွေလန်းဖောက်လို့သည့်စာနာရှိတော်မူသည်ကျွန်ုပ်သူတနုဘုရင်၏အလိုအတိုင်းသဘောတူညီမည်ဆိုပါက တလားအတွင် စာနာတဝေဘုရင်မအားတောင်ညာဆန်းမဟာမဟေဒီမီဘုရားကြီးအရာတွင်ပြီး တူဝနာနှင့်စေတုပ္ပရာနိုင်ငံနှစ်နိုင်ငံကိုပူးပေါင်း၍မင်းကြီးတရား၁၀ပါးနှင့်အညီစိုးမိုးအုပ်ချုပ်မင်းလုပ်တော်မူမည်အကယ်၍ကျွန်ုပ်သူတန်းတို့ဘရင်ဤအလိုဆန္ဒအတိုင်းမလိုက်လာနိုင်ဟုဆိုလျင်စေတုပ္ပရာနိုင်ငံတော်အားလက်နက်အင်အားဖြင့်စစ်ရှိတိုက်ခိုက်တိမ့်ပိုက်တော်မူလိမ့်မည်ဖြစ်ကြောင်းသိစေအပ်ပါသည် ကြီးကြီးတသားဖြင့်ကျွန်ုပ်သူတန်းတို့ဘရင်ဤဆန္ဒကိုလိုက်လျောမည်လောသူဒီမဟုတ်လက်နက်အင်အားဖြင့်တိမ့်ပိုက်ခြင်းကိုခံယူမည်လောဆိုသည်ကိုကျွန်ုပ်သူတန်းတို့ဘရင်ဆစ်လို့လိုက်သည် တန်တဏ္ဍမန်ကြီးများမှတဆင်အကြောင်းပြန်ကြားစေလိုပါသည်သူတို့တို့ဘယင်၏တဏ္ဍမန်သည်အထက်ပါတမွန်လွာကိုအောင်မြင်သောအတံဖြင့်ဖတ်ကြားလိုက်ရာတဏ္ဍန်တော်လုံးငြိမ်သက်စွာ နားထောင်နေကြပြီးလက်သေးဆုပ်သူကဆုပ်အန်ကျိတ်သူကကျိတ်နှင့်ဖြစ်၍နေကြပေသည်ဘယင်မမြည်တို့မြည်ပုံအဖြစ်ပေးမိကိုလည်းတိလိုလားသဖြင့်နားဆွရင်နေကြရာနန်းတော်တစ်ခုလုံးမှာအကြသည့်အတန်ဖြင့်ကြားနိုင်လောက်အောင်တိတ်ဆိတ်လျက်ရှိကြပေသည်တဏ္ဍမန်ကြီးများ စာနာနေဝင်ပြင်မသည်အနေငယ်မှတုံလို့သည့်အမူအရာမပြပဲရရင်တည်ကြည်သွားဖြင့်အမိန်ပေးတော်မူလိုက်ရနားတော်တစ်ခုလုံးစိတ်အားတက်ကြွသည့်မျက်နှာထားဖြင့်ဘယင်မမိန်ကြားမည်စကားကိုနာခံ၍နေကြပေသည်မှန်လားပါခါးစားလျက်ရှိကြောင်းပါတဏမန်ကြီးများကဘယင်မအားပြန်လည်၍လျှောက်တင်ကြပေသည်သူတို့ဘယင်မင်းမြတ်ကဘယင်မနှင့်ချွေလဲတော်ဆက်လို့တဲ့အကြောင်းစာနာချီကြောင်းသိရသည်ဖြင့်ဘယင်မဝမ်းမြဝမ်းသာဖြစ်မိပါသည် တို့ရာတွင်တရားသဖြင့်စီမံအုပ်ချုပ်မင်းလုပ်တော်မူမည်မဟာဘောဂဘုရင်ကြီးပေါ်တွင်တစ္ဆာဖောက်ကမတရားလုပ်ကြံပြီးထိနှံစည်းတိမ်ကိုလူယူသောဘုရင်ယုံနှင့်ကျွန်ုပ်သာနာတဝေဘုရင်မသည်မြည်သည့်နီးနီးမြရွှေလက်တော်မဆက်နိုင်ကြောင်းရှောက်ထားတန်တော်ဦးတင်လိုက်ပါတစ္ဆာဖောက်သူရနုဘုရင်ယုံအားဘုရင်မကရွှေလက်တော်မဆက်နိုင်ကြောင်းပြန်ကြားသည်ကိုမကျေနပ်သဖြင့်စစ်ခင်းရဲ့တိုက်ခိုက်လို့လဲတိုက်ခိုက်လို့ဒီဆိုပါကလည်းဓာတ်ကိုဓာတ်ချင်းလှန်ကိုလှန်ချင်း ရင်ဆိုင်ရန်အသင်ရှိသည့်တာဘကတစ္ဆာဖောက်သူတို့ဘရင်ယုတ်အားစိတ်စီညံ့ညံ့ရှေမုံတုတ်တင်ထိုင်သည့်အထိကျွန်ုပ်စာနာရီဝေပြင်မ၏စစ်တီတော်များကစိတ်အားထက်သန်လျက်ရှိကြောင်းတစ္ဆာဖောက်သူတို့ဘရင်ယုတ်အားခုချက်ချင်းအကြောင်းပြန်ကြားပါသည်စာနာရီဝေပြင်မသည်ရာဇအိန္ဒြေဖြင့်ရဲရဲရင့်ရင်ကြီးအမိန်တော်ပေးလိုက်ရာတိဟာတနပလင်ထမဆင်းသက်ပြီးလည်းရင်အဆောင်တော်တွင်သို့ဝင်၍သွားပြီသည်အခန်း20 စေတုရာမြို့တော်တစ်ခုလုံးမှာလှုပ်လှုပ်ရွရွရဖြစ်ရနေပြီ။နန်းတွင်နန်းပြင်မြို့တွင်မြို့ပြင်တွင် နေရောညပါစစ်တီတော်များလှုပ်ရှားသွားလာလျက်ရှိပြီးဓာအလံလက်နက်များကိုလည်းပြည့်စုံနိုင်သမျှပြည့်စုံအောင်စုဆောင်လျက်ရှိပြီ။ရှေလျင်စစ်တီတော်မြင်းစီစစ်တီတော်များမှလည်းစေရေးပြခြင်းစစ်ရှည်စစ်တက်လေးကျင်လေးကျင်ခြင်းဓာအလံများတွေးခြင်းဓာတ်ကုတ်လန်တိုလေးကျင်ချင်းလေးသမားများကလည်းအချိန်မရွေးလေးပြပောက်လေးကျင်ချင်းများစသည်ဖြင့် စစ်တုရာတစ်မျိုးလုံးမှာလှုပ်လှုပ်ရွရွနဲ့ဖြစ်၍နေပေသည်မြို့သူမြို့သားများမှလည်းမိန်းမနှင့်ကလေးများအားလွတ်ရာကျွရာသို့ပို့ထားကြပြီ လူလားမြောက်သောယောက်ျားမှန်သည်များကိုစီကုန်ကဓာလန်လေးများကင်ဆွယ်ကရန်သူလာလျင်တိုက်ခတ်ရန်အသည့်ပြင်လျက်ရှိကြပေသည်ဒုတ်ပီးဒါပီးဆေးများအင်းအိုင်ခလဲလက်ဖွဲ့မန္တရားများကိုအာကိုယုံကြည်သူများကလည်းနေဆက်ရာဖုံးတော်ကြီးများနှင့်အထက်လန်းအောက်လန်းဆရာကြီးများထံရှင်းကပ်ပြီး လိုလိုမယ်မယ်ဆောင်ထားကြသည်ဖြင့်ပီးစင်းများနှင့်အင်းအိုင်ခနဲ့လက်ဖွဲ့များစင်ရင်ပေးနေကြစင်ရင်ပေးပေးနေကြတိတ်ခါပါခင်ဗျာအင်းအိုင်ခလက်လက်ဖွဲ့များစင်ရင်ပေးနေကြသူများမှာလည်းအတော်ကလေးစားတာ၍နေကြလေသည်ညဘက်တွင်လည်းနန်းတော်မျိုးရိုးများတွင်အခါတိုင်းနဲ့ပုံပုံ၍အဆောင်များချထားကတညာလုံးဥတော်ဟုသွာလာနေကြသည်ဖြင့်တမျိုးလုံးစစ်ချီစစ်တတ်တံများဖြင့် စုညံလျက်ရှိကြပေသည်စတုဒ္ဒရာမြို့တော်မှလမ်းရွေကြည့်မည်ဆိုလျင်ညွံ့ညွံ့မိုင်းမိုင်းမြင်နေရသောတေနာဂရိတောင်ကြီးနှင့်ထိုတောင်ရေချင်းရှိတောတန်းကလေးတစ်လျှောက်တွင်စေတူကြီးဗန္ဓကသည် နေရမလတ်အောင်ကင်းပုံများချကာစောင့်ကြက်လျက်ရှိပေသည်ဘုန်နာနာနှင့်တပည့်တော်ဦးမှမူအလုံးအများဆုံးဖြစ်၍နေပေသည်ဘုန်နာနာသည်ဘုရင်မ၏လုံခြုံရေးနှင့်တကွစေတုဒ္ဒရာမြို့တော်ကြီးကာကွယ်ရေးအတွက်အစီအစဉ်များကို ဘုန်းနာနာကိုယ်တိုင်ကြက်မှတ်ပြီးစစ်တီတော်များအားနေရာချပေးသည့်အပြင်အချိန်မီ၍အသိရှိနေအောင်တက်လက်နှိုးဆော်ထားပြီးတပည့်သုံးဦးနှင့်အတူလှည့်လည်ဆစ်ဆေးခြင်းညွှန်ကြားချက်များထုတ်ခြင်းတော်တွင်ကြီးတပည့်များအားတက်လက်နှိုးကာအကယ်၍သူတို့နုဘရင်၏စစ်တီတော်များရှိလာလျင်လာခရီးမှဖြတ်ပြီးပျောက်ကြားစနစ်ဖြင့်ခုခံတိုက်ခိုက်ရန်အစီအစဉ်များပြုလုပ်၍နေရသဖြင့်အိယာမန်စားယာမန်မတိပဲအချိန်ကုန်ခဲ့ရပေသည် ကဲကျော်စရာဘင်းကအင်ချင်းမြိုင်တော်ကို သွားပြီးကျော်စရာတို့လူတိုက်ကိုလက်နှက်အင်အားဖြည့်တင်းပေးရမယ်ပြီးတော့ဘယင်မရဲ့ကိုရံတော်ဘုံမူကလေးမောင်သူဒ္ဓကို ပြန်ခေါ်လာခဲ့မောင်သူဒ္ဓကိုမြို့တင်းမှာနေရာချထားပေးရမယ်ပြီးတော့ငါမနေ့ကမှာကြတဲ့အတိုင်းရွာသားရရွာကလေးကိုသွားပြီးဖိုးရသားတို့လူတိုက်ကိုလည်းအားလုံးအသိရှိကြဖို့တတိပေးရမယ်ပါရမြို့မှာ သူဒ္ဓနုရဲ့ သူတို့နဲ့သူ့ရဲ့စစ်တီတော်တွေစက်ခန်းချထားတယ်လို့သတင်းရထားတယ်။ဒီတတင်းမှန်မှန်ကို ထောက်လန်းပြီးငါးစီကိုမြန်မြန်ပြန်ပြီးသတင်းပို့ရမယ်။အချိန်မလင့်စေနဲ့။ဘူနန္ဒသည်ကျော်စီရအာအမိန်ပေးလိုက်ရာကျော်စီရသည်အသင့်စူဆောင်းထားသည့်ဓာတ်လှန်လေးများများကိုလှဲများဖြင့်တင်ဆောင်ကာစစ်တီတော်များချမ်းရလျက်မြို့တွင်းမှထွက်ခွာ၍သွားကြပေသည်။အာလာဝကကတေလာဂရီတောင်ချင်းရင်ကိုသွားပြီ စစ်တူချင်းဘာနာကကိုဒီကနေ့ကနေစပြီးဒီကနေပြီးအချက်ပေးလိုက်ရင်ဥမျက်လိုင်းကောင်းကိုခားတယ်ကဖြတ်ပြီးဖောက်ခွဲပြင်ရန်အသင့်ပြင်ထားဖို့တတိပေးရမယ်။ကင်းဘုံတွေကိုလည်းနေရာမလတ်အောင်ချပြီးမတင်ကားသူမှန်သမျှကိုဖမ်းပြီးစစ်ဆေးရမယ်။အရက်သားတွေအသွားလာမရှိစေရလို့လည်းအမိတ်ထုတ်ဆင့်ထားရမယ်။အစစရင်ရတတိဝရိယရှိဖို့ဆရာမှားလိုက်တဲ့အကြောင်းစစ်တူရေးဘန္နာကကိုစကားလက်ဆောင်ပါချေပြီးတော့ငါးစီကိုချက်ချင်းပြန်လာခဲ့ ဘုန္နနာသည်ဘူအာလဝကအာအမိန်ပေးလိုက်ရာ အာလဝကသည်နတ်မင်းကြီးကိုမြင်းနတ်ကြီးကိုစီးပြီးတေလာဂရိတောင်ရှိရင်သို့လေဤလင်းမြခြင်းဖြင့်လင်းမြစွာဒုံဆိုင်၍သွားလေသည်နေမျိုးကတော့ငါနဲ့လိုက်ခဲ့ဘုန္နနာသည် နေမျိုးအားခေါ်ပြီးနန်းတော်ဤအနောက်ဘက်ရှိအကျဉ်းထောင်သို့တဖြည်းဖြည်းလာခဲ့ပြီသည်ထောင်မူကြီးချင်းတို့သည်ဘုန္နနာအားမြင်လိုက်သည်နှင့်လည်းပြိုင်နေခရီးဥကြုံပြုကအကျဉ်းထောင်အတွင်သို့ဥဆောင်၍ခေါ်သွားလေသည် ကျွန်တော်ပြောတဲ့အတိုင်းအားလုံးလုပ်ပြီးပြီလား ဘုဏ္ဏနာကထာမိုးကြီးချင်းညိုအာမေးလိုက်သည်အလုံးအတင့်လှုပ်ပြီးသားပါပြီထာမိုးကြီးချင်းညိုသည်ပြောပြောဆိုသူအခန်းမှာပြတင်းပေါက်များမရှိပဲအလုံးပိတ်ထားသည့်အခန်းဖြစ်တဲ့ဖြင့်မှောင်မဲ၍နေပေသည်ထာမိုးကြီးသည်ခြေဆုံးမှဝင်သွားပြီထာမိုးကြီးနောက်မှကပ်၍ဘုဏ္ဏနာနှင့်နေမျိုးတို့လိုက်ပါသွားကြသည်ဒီအခန်းရဲ့အောက်တက်တဲ့မှာအောက်တက်တဲ့ကအခန်းမှာခတ်တာမျိုးသားကြီးနဲ့သူ့ရဲ့ ဘတ်တော်သားတွေချုပ်ထားတယ်။ဟောတာကဆရာအမိန်ရဖောက်ထားတဲ့အပေါက်ပဲ။ထောင်မကြီးချင်းညိုသည်ကျမ်းမြင့်တွေဖောက်ထားသည့်သေးငယ်သောအပေါက်ကိုလက်ဖြင့်ဆန်းသက်ပြရင်းပြောလိုက်သည်။ကဲနေမျိုး။ထောင်မကြီးပြောတဲ့အပေါက်ကမှနားနဲ့ကပ်ပြီးနားထောင်ကြည့်စမ်း။ဘုဏ္ဏနာကအမိန်ပေးလိုက်ရာနေမျိုးသည် ကျမ်းမြင့်ပေါ်တွင်ဝစ်ပြီးအပေါက်ကလည်းနားနဲ့ကပ်ခါနားဆွင့်ကြည့်လိုက်သည်။ဆရာအောက်ကလူတန်တွေကြားရတယ်။ဆရာကိုကြိမ်ဆဲနေတဲ့အတန်တွေလည်းကြားရတယ်။ ဒီအတန်ဟာခတ်တာမျိုးသားကြီးရဲ့အတန်ပါလားနေမျိုးဒီအပေါက်တွင်ကပ်ပြီးနားထောင်ရင်းဘုံနန္ဒအာတိုးတိုးပြန်ပြောလိုက်သည်ခတ်တာမျိုးသားကြီးဘာပြောသလဲဆိုတာဆရာကိုပြောပြတယ်ဘုံနန္ဒကအမိန်ပေးလိုက်သည်ခတ်တာမျိုးသားကြီးကဆရာကိုစဲနေတယ်ဟိုနေ့ကသူဓမြောင်နဲ့လှမ်းပစ်လိုက်တော့ကဆရာကိုထိမှန်သွားရင်သူတို့အခုလိုအကျဉ်းခံထားရမှာမဟုတ်ဘူးခွေးမျိုးငရုပကြောင့်ငါတို့အရှုတ်ခံရတာဒီကောင်ကိုလက်စားချင်ရမယ်ဆိုပြီးပြောနေတဲ့အံကိုကြားရတယ် အေးကောင်းပြီမင်းကဒီရခန်းတက်ကနေပြီးအောက်ခန်းကဘာတွေပြောတယ်သူတို့အချင်းချင်းဘာတွေတိုင်ပင်နေဆိုတာမင်းနားထောင်ပြီးမှတ်သားထားရမယ်ဘုန်းနန္ဒကအမိန်ပေးလိုက်ရာနေမျိုးသည်မကျင်တဲ့သည့်အမူအရာဖြင့်ဝေပြီးနားထောင်နေရမှမတ်တက်ထားရလိုက်ပြီဒီအလုပ်တော့ကျွန်တော်ကိုမခိုင်းပါနဲ့ပြင်းစရာကောင်းလှပါတယ်တိုက်စီဟာခိုက်စီဟာရှိရင်ကျွန်တော်ကိုခြေသုံးကထားပါ ခုလိုဘာမှမလုပ်ရတဲ့ ဘာမှမလုပ်ရဘဲသူများပြောတာကိုထိုင်နာထောက်နေရတာလောက်ပြင်းတာမရှိဘူးကျွန်တော်ကသူတေတေကိုတေတေတိုက်တာခိုက်ရမှာသဘောကျတာဒီအလောက်ကကြော်စီရလို့လူပြင်းနဲ့လူပြင်းနဲ့မှာတော်တာပဲကြော်စီရကိုအလောက်ခိုင်းမှာနေမျိုးက ပြန်ပြောလိုက်ပြီမင်းနားမလဲပါဘူးနေရတကမှာလက်နဲ့အာကိုလှုပ်လို့မရဘူးမင်းဆောင်ရရမယ့်တာဝန်ကပို့ပြီးအရေးကြီးတဲ့တာဝန်ပဲရန်သူရဲ့အကြံစီကိုသိထားရင် စစ်တဝက်နိုင်နေဆိုတာမင်းသဘောမပေါက်လို့ဒီစကားပြောနေတာပါအရေးကြီးဆုံးကရန်သူရဲ့အကြံစီကို ကြိုတင်သိဖို့ပဲဒီတောင်ဟောအရေးကြီးဆုံးတောင်းဝန်ဖို့လို့မင်းကိုတမင်ရွေးပြီးခိုင်းတဲ့ဥစ္စာပဲဘုန်နာရကရှင်းပြလိုက်ရာနေမျိုးဒီသဘောပေါက်သွားပုံရပါသည်ဒီလိုဆိုရင်ကျင့်တတ်ပါတယ်ဆရာထားရနေပါမယ်အေးဒီလိုမှပေါ့မင်းရဲ့တောင်းဝန်ဟာအင်မတန်အရေးကြီးတဲ့တောင်းဝန်ဆိုတာတတိမလက်စေနဲ့ ကဲငါနဲ့လှုပ်ဆရာရှိတဲ့အလုပ်တွေရှိသေးတယ်ဘုနာနာတွေပြောပြောဆိုဆိုနေမျိုးအားနေရာချထားခဲ့ပြီးဘယင်မအဆောင်တော်ဘက်သို့ပြန်၍လာခဲ့ပေသည်ဘုနာနာမှာဆေရုဒ္ဒရာနိုင်ငံတော်နှင့်စာနာတွေဝင်ပြီးရင်မဤလုံခြုံရေးအတွက်နေမအားညာမအားအစီအစဉ်များလုပ်ရနေရသဖြင့်စိတ်ပန်းလူပန်းဖြစ်နေတဲ့ကဲ့သို့စာနာတွေဝင်ပြီးရင်မမှာလည်းလာမည့်ဘေးအတွက်တွေးတော့ကစိတ်မောလူမောဖြစ်၍နေသည်ကိုဘယင်မ၏အပားတော်တွင် အမြဲခါစားလျက်ရှိသည် လက်ဆွဲတော်မဲတစ္ဆာသည်ကောင်းကောင်းကြီးတတိပြုမိသည်ဖြင့်ဘုရင်မ၏အပားမှတဖွားမှမခွာဘဲအမြဲတမ်းခါးစား၏ဘုရင်မ၏အမူအရာကိုသာအကဲခတ်၍နေပေသည်တခါတည်းဟန်စာရာဒီဝိဘုရင်မသည်ရှင်ပြပြနှင့်ရေလားမောလားပြောနေရမှလာဝုံးကို မိုးတိမ်များအုပ်သည်လိုရေမောနေရမှမျက်နှာတော်ညိုမဲပြီးရှက်ရှင်းအမူအရာပြောင်းလဲသွားပေရာမဲတစ္ဆာသည်ဘုရင်မစိတ်တော်မညှို့နှံ့ရအောင်ဤအမျိုးမျိုးဖြင့်ဖျော်ဖြေနေရသည် ဘူနာနာမာမူနိုင်ငံတော်ကာကွယ်ရေးအတွက်အလုံများနေတဲ့ဖြင့်ဘယင်မထံသို့အခါစားမဝင်ရောက်နိုင်သည်ကိုဘယင်မကိုတော်တိုင်သိတော်တယ်။ရမယံခါဘူနာနာအာအခေါ်တော်လွှတ်ပြီးထုံးစံအတိုင်းဘူနာနာစိတ်ကိုမခံမရက်နိုင်အောင်ထိတ်လိုက်ငေါ်လိုက်လှုပ်တတ်ပြီသည်။ဘုန်နာနာစိတ်မှာမူတိုင်းပြည်ဤကြီးလေးသော တောင်ဝန်ကိုထမ်းရွက်နေရသည့်ဘယင်မအပေါ်တွင် ကိုချင်းစာနာကဘယင်မအားခါတိုင်းကဲ့သို့နှုတ်လံထိုးခြင်းမပြုဘဲဘယင်မပြောသည်များကို ပြေးလဲအောင်စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြနေတတ်ပေသည်ဘယင်မမမူခါတိုင်းဆိုလျင်ဘုံနန္ဒသည် မိမိအားမြည်သည့်အခါကားမျှစကားအရာတွင်အချုံမပေးပဲအနာယူလေးရှိတော်လဲယခုအချိန်ယခုအခါတွင်မိမိ၏အလိုကိုလိုက်ပြီးအားလျှော့ပေးနေသည်ကိုပင်စိတ်ထဲတွင်မခံမရက်နိုင်အောင်ဖြစ်ကာအလိုလိုစိတ်တို့၍နေပေသည်တို့နေညနေတွင်စာနာတွင်ဝေပြင်းမသည်ဘုနာနာအားအခေါ်တော်လွှတ်လိုက်သည်ဖြင့်ဘုနာနာသည်ဘယင်မအဆောင်တော်သို့ရောက်ရှိလာပေသည်တတ်တော်ရှင်အမကြီးမောင်ယူပါ ဘယင်မအကြတိရတဲ့အတိုင်းဆိုရင်တတ်တော်ရှိအမတ်ကြီးဟာဘယင်မအမိန့်တော်နဲ့ထောင်တွင်းအကျဉ်းချထားတဲ့လူတွေပေါ်မှာအတော်ရက်ဆက်တယ်လို့ကြားပါလားစာနာတွေဝေဘယင်မသည်ဘုန်းနာနာအာခရီးရောက်မဆိုင်တွင်မေးလိုက်သည်ဘယင်မရဲ့အမိန့်တော်တိုင်းထောင်တွင်းအကျဉ်းချထားခြင်းသာဖြစ်ပါတယ်သူတို့ကိုတစုံတရာညှဉ်းပန်းနှိပ်စက်ခြင်းမပြုပါဘုန်းနာနာကပြန်ဖြေလိုက်သည်မညှင်းဆဲမှုတို့သာဆိုတယ်ဘယင်မနဲ့ကစားပေါ်ကစားဘက်ဖြစ်ခဲ့မှုတဲ့ခတ်တာမျိုးသားကြီးကိုလည်းတခြားအကျဉ်းသားတွေနဲ့အတူတူရောနှော်ပြီး အကျဉ်းတောင်အောက်ဆုံးထပ်မှာအတူတူရှုပ်ထားတယ်ဆိုပါလားခတ်တာမျိုးသားကြီးကိုတီးတန့်အခန်းအခန်းပေးထားရင်မကောင်းပေဘူးလားပြီးတော့အခုလိုအကျဉ်းထောင်ထဲမှာရှုပ်နှောင်ထားမဲ့အစားအကျဲရှုပ်ထားရင်မကောင်းပေဘူးလားဥပမာနမ်းမြစ်အပေါ်တက်မှာတင်ပြီးနမ်းမြစ်တဝိုက်မှာအဆောင်ချထားရင်ဖြစ်နိုင်တာပဲလက်ရှိအကျဉ်းသားတွေထဲမှာခတ်တာမျိုးသားကြီးဟာအရေးကြီးဆုံးတချို့ကောင်းဆောင်ဖြစ်တဲ့အတွက်သူ့ကိုတီးချရှုပ်နှောင်ထားဖို့မသင့်ပါဘူး ပြီးတော့အကျေရှုပ်ထားမှဆိုရင်အပြင်မှာရှိတဲ့သချိုတွေနဲ့ပင်ပြီးပြေးသွားမှလည်းဆိုးရပါတယ်သချိုတယောက်လွတ်သွားရင်တိုင်းမီကာကွယ်ရေးအတွက်တအားရုပ်စီပါတယ်နမ်းမြင့်ပေါ်မှာတင်ထားပြီးအောက်ကအဆောင်တွေချထားရင်ထွက်ပြေးနိုင်ပါမလားပြီးတော့ဘယင်မနဲ့ကစားပေါ်ကစားပဲဖြစ်ခဲ့ဘူးတဲ့အပြင်မျိုးစားကြီးတဦးလည်းဖြစ်တဲ့အတွက်သူ့ကိုအခွင့်အရေးပေးဖို့မတင်မိဘူးလား ။ဗချိုချင်းတို့တို့ခတ်တာမျိုးစားကြီးကိုမှအထူးအခွင့်ရေးပေးတယ်ဆိုရင်တရားရာကြမြင်မဟုတ်ပါ။တော့တော့ရှစ်ဆက်ပြီးတန်တော်ဦးမတင်နဲ့။ထောင်မူးကြီးချင်းညိုကိုဘရင်မရှိတော်မှာခါစားဖို့လွှတ်လိုက်စမ်း။ဘရင်မတည်းစိတ်တူတူနဲ့ပြောလိုက်ရာဘူနန္ဒသည်ဘရင်မစိတ်မချမ်းမသာဖြစ်နေသည်ကိုကိုကျင်းစာသည့်သဘောဖြင့်ဘာမှပြန်မပြောဘဲပြန်ထွက်လာခဲ့ပေသည်။တညနေတွင်စာနာရီဝေဘီမသည်စစ်တီတော်များဝတ်ဆင်ထားသည့်မောက်လူမောက်တူဘာလီကွေ တန်ချက်အင်းကြီးစားသည်တို့ကိုဝယ်စားစင်ရင်ပြီးအဆောင်တော်တဲတွင်တယောက်ထဲဓာရေးပြလျက်ရှိသည်ကိုမဲသစ္စာသည်အပားမခါစားရင်ဘယင်မဤစိတ်ပြောင်းမြန်ပုံကိုစဉ်းစားတွေးတော့၍နေပေသည်မဲသစ္စာကြည်စံအခုလိုဆိုတော့ဘယင်မဟာတကယ်ယောက်ျားနဲ့မတူဘူးလားစာနာဒီဝီဘယင်မကဓာရေးပြရင်မေးလိုက်သည်ရုတ်တရက်ကြည့်မယ်ဆိုရင်ယောက်ျားစင်စေဧကန်ဖြစ်သည်ဟု ထင်စရာရှိကြောင်းပါ တိုးတော်လဲမိမသားဒီမိမသားသာဖြစ်ဒီကိုတတိပြုဆင်ရင်တော်မူပါမေတ္တစာကတတိပေးလိုက်ရာဆန္ဒရီဝေဘီယမသည်ဓာအကိုအတာချပြီးတလုံးတော်ပေါ်တွင်ထိုင်ချလိုက်သည်မိမသားဆိုတဲ့စကားကိုမတုံ့စမ်းပါနဲ့မိမသားဖြစ်ရတဲ့ဘဝကိုဘယင်မယုံမုံလုံးတို့ဘယင်မသာယောက်ျားစင်တဲ့ဧကန်ဖြစ်မည်ဆိုရင်ဘလောက်များကောင်းလိုက်မလဲဆန္ဒရီဝေဘီယမသည်မိမိစိတ်ထဲတွင်ဖြစ်ပေါ်နေသည့်ဆန္ဒကိုထုတ်ဖော်ပြောလိုက်သည် မဖြစ်နိုင်တာကိုတောင်းတနေလို့စိတ်ညစ်ယုံတာရှိမည်ဖြစ်ကြောင်းပါမေသစ္စာက ပြန်လည်လျှောက်ထားလိုက်ရာတွင်ရုတ်တရက်ဘာမှပြန်မပြောဘဲစဉ်းစား၍နေပေသည်ခမဲတော်ရှိတဲ့နှောင်းကဘယင်မကိုဓာခုတ်လန်ထိုးအစရှိတဲ့အထာယတ၁၈ရက်ကိုယောက်ျားများနဲ့တန်းတူတက်မြောက်အောင်တင် जा ပေးခဲ့တာကိုမေသစ္စာမှတ်မိသေးတယ်မဟုတ်လားအဲ့ဒီအချိန်တုန်းကများဆိုရင်အခုလိုစိတ်ဝတ်စစ်စားနဲ့ဘယင်မဓာခုတ်လန်ထိုးကြည့်နေတာခမဲတော်ဖျားမြင်တော်မူတဲ့အခါ တပြုံးပြုံးနဲ့ဖြစ်နေတာကိုဘယင်မစိတ်ထဲမှာမြင်အောင်နေတယ်။အင်းခမဲတော်ခမဲတော်တားယောက်ျားလိုချင်ပါလျက်တားယောက်ျားမထုံးကားပဲတမီးမိမသာ ထုံးခဲထုံးကားလာခဲ့လေတော့တမီးကိုပဲတားယောက်ျားလိုသဘောထားပြီးယောက်ျားတွေတက်အပ်တဲ့အတက်ပညာမှန်သမျှသင်ကြားပေးတဲ့ပေးခဲ့ချာတယ်။ဘယင်မလည်းတခါတခါကြရင်ကိုဘဝကိုမေ့ပြီးယောက်ျားအစ်လိုတောင် ထင်ခဲ့တယ်။ဒါပေမဲ့အခုလိုဘေးရန်ရည်နဲ့ရင်ဆိုင်လာရတဲ့အခါမှာ ဘလို့ပဲစိတ်ကိုတင်းတင်းတင်းလို့မရပဲအားနွယ်တလို့လို့ဖြစ်ဖြစ်လာတယ်မိမဖြစ်ရတဲ့ဘဝဟာတဲပြီးအသားနာအသေးနာတရားကောင်းလာပါလားစာနာတွေဝေပြင်မှဒီတယောက်ထဲညင်းညူလိုက်သည်မျက်နှာမှာလည်းတိတိတသာညှိုးငယ်သွားပေသည်ဒီလိုလေသဘောတော်မထားတော့ထားတော့မမူပါနဲ့မိမလည်းမိမလည်းရောက်တိုင်းပြည်ရဲ့တာဝန်ကိုထမ်းရွက်နိုင်ရောက်ပါမိမဆောင်ရင်တိုင်းပြည်အောင်တယ်ဆိုတဲ့အကြောင်းကိုလည်းတတိပြုတော်မူပါမေတ္တာကအလျှောက်တင်လိုက်သည်အင်း မိမမိမနေရတဲ့ကမှာအောက်ကြတဲ့ဘဝပဲဘယင်မဖြစ်နေရတဲ့ဘဝမှာတော့အိမ်နီးနားချင်းနိုင်ငံတွေကမယုံသိချင်းကြဘူးဒီအထိအောက်ကြနောက်ကြနိုင်တာပဲမိမသားအနေနဲ့တိုင်းပြည်ရဲ့တာဝန်ကိုထမ်းရွက်နေရတော့တခါတခါအလိုလိုအားနွဲ့မိတယ်တခါတခါတော့လေဒီတာဝန်တွေကိုမေ့ပျောက်ပြီးအရက်သူမလာအဖြစ်နေရတာပဲကောင်းတယ်လို့လို့စိတ်ထဲမှာဖြစ်မိတယ်ဆန္ဒရဝေပြင်မသည်စိတ်ထဲတွင်ရှိသမျှဖွင့်ပြောရင်းမာလာဤဘဝကိုပြန်ပြောင်းစဉ်းစားနေသည် စဉ်းစားရင်စဉ်းစားရင်ဘုံနာနာနဲ့ပရမအုံတုံတွေ့ခဲ့ပုံကိုမျက်စီထဲတွင်တရေရေမြင်၍လာပေသည်အင်းမာလာမာလာနာမည်လေးကရိုးတယ်ရိုးတယ်နာမည်နဲ့လူနဲ့လိုက်အောင်ချစ်စရာလည်းကောင်းတယ်စာနာဒေဝီဆိုတဲ့နာမည်ကတော့လာမင်းသမီးဆိုတဲ့အထိပ္ပယ်ကိုစောင့်နေတဲ့အတွက်တင်းစည်းလုံးအားကြီးတယ်မာနာလည်းကြီးတယ်လို့ကြားတယ်ဘုံနာနာနဲ့ပရမအုံတုံအချိန်တောဆက်တွင် တွေ့ဆုံခဲ့စဉ်က ဘုန်းနာနာပြောခဲ့သောစကားများကိုပြန်လည်စဉ်းစားမိကစန္ဒာတိဝိပင်မသည်တယောက်ထဲကျိတ်ပြီးပြုံးမိပေသည်ထိုအခိုက်တွင်ဘယင်မရဲ့အဆောင်မှုသည်အဆောင်တော်အတွင်းသို့ဝင်လာကဘယင်မရှိတော်မောက်တွင်ရိုသေးစွာခါးသားပေသည်အဆောင်မှုဘာများအကြောင်းထုလာပြန်ပြီလဲစန္ဒာတိဝိပင်မကလှမ်းပြီးမေးလိုက်သည် ထောင်မှုချင်းညိုအခါးသားဝင်လို့ကြောင်းခွင့်ပန်ဝင်ကြောင်းပါအဆောင်မှုကခွင့်ပန်လိုက်သည် ဝင်းစီ ။ဘယင်မကအမိန်ပေးလိုက်ပြီးမကြမီထောင်မူကြီးချင်းညိုသည်ဘယင်မရှိတော်မောင်းတို့ဝင်ပြီးခါးသားလျက်ရှိပြီသည်။အချိန်မတော်ဘာများအရေးကြီးလာပြန်ပြီလဲ။တည်င်းကောင်းဖြစ်ပါစေလို့ဘယင်မဆုတောင်းပါတယ်။ဘယင်မက ထောင်မူကြီးချင်းညိုအားလှမ်းပြီးမေးလိုက်သည်။မှန်လားပါ။ဘုံတော်ကြောင့်ခတ်တာမျိုးသားကြီးထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းရှောက်ထားတန်တော်ဦးတင်ဝန်ကြောင်းပါ။ထောင်မူကြီးချင်းညိုကတုံတုံရင်ရင်နဲ့ခြောက်ထားလိုက်ပြီခတ်တာမျိုးသားကြီးလွတ်သွားပြီဟုတ်လားထောင်မူကြီးပေါ်ရော်လာကြီးလား လွတ်သွားတယ်ဆိုတာကရောတေချာရက်လားတေချာเจ้าမှာဘယင်မရဲ့အမိန်တော်အရာခတ်တာမျိုးသားကြီးကိုအကျဉ်းထောင်မှထုတ်ပြီးနန်းမြင့်ပေါ်မှာအကျယ်ကျုပ်ချုပ်ထားခဲ့ကြောင်းမှာညင်ဦးပိုင်းကခတ်တာမျိုးသားကြီးသည်နန်းမြင့်ပေါ်မှာကျိုးဖြင့်ဆင်းပြီးအဆောင်များအလစ်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်းမှာထောင်မူကြီးချင်းညိုကဆက်လက်၍ရှောက်တင်လိုက်ရာဘယင်မ၏မျက်နှာတော်မှာတိတိတသားကြီးညိုမဲ၍သွားပေသည် ခတ်တာမျိုးသားကြီးလွတ်မြောက်သွားတော်ကို ဒုတိယတတော်ကြီးအမကြီးမောင်ယူပတည်ပြီးပြီလားဘယင်မကမေးလိုက်ပြန်သည်မတိသေးချောင်းပါတတော်ကြီးအမကြီးမောင်ယူပမှာအလौတောင်ဝန်ဖြင့်မြို့ပြင်သို့ထွက်သွားရာယခုအချိန်ထိပြန်ရောက်မလာသေးတဲ့ဖြင့်အကြောင်းမကြားရသေးပါအင်းတော်ပါသေးရဲ့ဘယင်မရဲ့ပါဇက်မရုတ်တရက်ထွက်သွားပြီးခိတ္တမြစဉ်းစားနေပြန်သည် ထောင်မိုးကြီးချင်းညိုဘယင်မကစကားဆလိုက်သည်ခါးသားလျက်ရှိချောင်းပါ ခတ်တာမျိုးသားချင်းလွတ်သွားတဲ့အကြောင်းကိုဘသူစီကုံမှသတင်းမပေါက်ကြစေနဲ့အထူးသဖြင့်ဒုရိယတတ်တော်ကြီးအမတ်ကြီးမောင်ယူပါကိုအတိမပေးလေနဲ့ဒီအကြောင်းကိုဘယင်မကိုရတိုင်းပြောပြရမှာကျေနပ်တော်မူမည်အမိန်တော်မြတ်အတိုင်းပါဒါထက်ခတ်တာမျိုးသားကြီးကို လိုက်ပြီးရှားကြသေးသလားတမျိုးလုံးနှက်ဆက်အောင်ရှားဖွေကြောင်းပါတို့တော့ရှားဖွေရွေးမတွေ့ပဲရှေးရပြောင်းနေပါသည်ကျွန်တော်မျိုးကြီးတည်တဲ့လောက်ပြောရမယ်ဆိုလျှင် တေလာဂရီတောင်ချင်းရင်တို့ထွက်ပြေးပြီဟုယူဆစရာရှိကြောင်းပါတေလာဂရီတောင်ချင်းရင်ဘက်တို့ထွက်ပြေးရောမှန်ရင်လွတ်ပေါက်မရှိပါဘူးစစ်သူရေးဗန္ဒကားရဲ့ကင်းဘုံနေနဲ့တွေ့ပြီးပြန်မိလာမှသေချာပါတယ်ဘယင်မကရသေးစိတ်ဖြေပြောလိုက်သည်လွတ်ပြေးပြီးမှပြန်မိအောင်ဖမ်းဖို့တိတ်မလွယ်လာကြောင်းပါငโกမူလအတိုင်းအကျဉ်းချောင်းအကျဉ်းထောင်ထဲမှာချုံနောင်ထားမယ်ဆိုရင်အခုလိုလွယ်လွယ်ကူကူထွက်ပြေးနိုင်မှာမဟုတ်ကြောင်းပါထောင်မူကြီးချင်းညုံကအရေးစုံက၆တွင်လိုက်သည် ပြီးခဲ့တဲ့အမားတွေကို ပြန်ပြီးစမုံပြန်ဖို့မလိုပါဘူးကဲကဲထောင်မူကြီးချင်းညိုပြန်နိုင်ပြီကြံတဲ့အကျဉ်းသားတွေလွတ်မပြေးအောင်လည်းခရုစိုက်ပါဘယင်မကအမိန်ပေးလိုက်ရာထောင်မူကြီးချင်းညိုသည်ဘယင်မအပါမှခွာ၍သွားပြီသည်ထောင်မူကြီးချင်းညိုထွက်သွားသည်နှင့်တပြိုင်နက်ဘယင်မသည်မိမိမျက်နှာကိုလဝါးဖြင့်အုပ်ပြီးတလွန်ပေါ်မှပြက်လဲပြစ်လိုက်လေသည်မဲသစာမှာကြည်မနေနိုင်တော့ပဲဘယင်မအနည်းတော့ရှင်းကပ်လာပြီးအားပေးစကားပြောကြနေပြီခတ်တံမျိုးသားကြီးလොမြောက်သွားတဲ့အတွက် စိတ်တော်ကရောက်တော်မူမူပါနဲ့သူဘယ်နည်းနဲ့မှလွတ်အောင်ပြေးနိုင်မည်မဟုတ်ပါမကြခင်ပြန်မိပါပါခတ်တာမျိုးသားကြီးလွတ်သွားလို့စိတ်မချမ်းမသာဖြစ်နေတာမဟုတ်ပါဘူးဘယင်မအတုံးမကြလို့အခုလိုလွတ်သွားရတဲ့အတွက်ယူကျုံမရဖြစ်မိတာပါတိုင်းပြည်ရဲ့တာဝန်ကိုထမ်းရွက်ရတယ်ဆိုတာအင်မတန်ကြီးလေးတဲ့တာဝန်ပါလားစကားတခုအပြောမှရင် တိုင်းပြည်ပါငါငါပါမှောက်သွားနိုင်တယ်လို့မောင်ယူပါ မကြမကြသတိပေးနေပါလျက်နဲ့ ဘယင်မစိတ်လိုက်မှန်ပါလုံးပြီးတော့အခုလိုဖြစ်ရတာပဲဘယင်မဒီပြောပြောဆိုဆိုတလွန်တော်ပေါ်မှာထလိုက်ပြီးဓာတ်ကိုဆွဲကင်ကတက်ခောက်လိုက်အန်ကျိတ်လိုက်နေအဆောင်ထဲတွင်ဇင်းညံချောက်နေရမှာစိတ်ကိုထိမ့်ရမရနိုင်တဲ့ပြင်လေသာဆောင်ဘက်သို့တကူတဲထွက်သွားပြီးလည်းရင်ဥယျာဉ်တော်ဘက်သို့လှမ်းမြော်ကြည့်နေမိပေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း၁၉အစီအစဉ်တင်ဆက်မှုကိုအီမာနေခိတခဏရနာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြသူ ျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ